မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျဖွင့်လို့မရှိရင်အစားထိုးသုံးလို့ရတာရှိလားတဲ့မလေးရှားမှာစမ်းလို့ကြည့်ကြင်လို့ဖွင့်လို့မရှိလို့မရှိလို့ရှိရင်တော့ပလော့ပီနန်မှုတ်เนาะနောက်တော့ကပဲဖွဲလို့ဆိုရှင်ပြောင်းဖွဲလို့အဲ့ဒါကြီးအစားထိုးလို့ရတယ်เนาะအစားထိုးလို့ရတယ်အဲ့တော့ဖွဲနှုဆိုတာမှလည်းကျွန်တော်တို့ဆန်ဆက်ကတွေထွက်လာတဲ့ဖွဲနှုအစ်စ်ကိုပြောတာနော် အခုကဈေးကွက်ထဲမှာဇပကွန်အကျန်းကိုလေဇပကွန်တွေကိုလုံးဝပေါင်းတော်မဖြစ်အောင်ကြိတ်ထားပြီးတော့ဖွဲ့နှုနဲ့ရောနေတဲ့ဈေးကွက်တစ်ခုရှိရသေးလားအဲ့လိုဖွဲ့နှုမျိုးနဲ့အဲ့လိုအယောနောရှိတဲ့ဖွဲ့နှုမျိုးနဲ့တွေ့ရင်တော့ပြဿနာရှိတယ်နော်အဲ့တော့အခုကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဖွဲ့နှုနဲ့ခုနဇပကွန်ဖွဲ့ချမ်းမှာပါဝင်တဲ့ဓာတ်တွေကမတူဘူး เนาะအဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြောမယ်အဲ့တော့ဟိုဖွဲနုအစ်စ်မှာဆိုလို့ရှိရင်ရေကသူက10.3ရာခိုင်နှုန်းเนาะအသားသည်18.3ရာခိုင်နှုန်းအစီက2.3ရာခိုင်နှုန်းအမြင်သည်8.3ရာခိုင်နှုန်းဂစီက62.4ရာခိုင်နှုန်းပြာရက်က6.6ရာခိုင်နှုန်းအဲ့ဒါဖွဲနုအစ်စ်မှာပါတာเนาะဒီဘက်ကဇဘကုံဖွဲကြမှာဆိုလို့ရှိရင်တော့ရေတက်သည်9.3ရာခိုင်နှုန်းအသားက3.3 အစီက2.3အမြင်က32.4ဂစီဓာတ်က41.6ပြာဓာတ်ဒီ20.9နော်အဲအဲ့ဒါပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ကဂစီဓာတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဖွဲနှုမှာ62.4ပါတယ်ဖွဲချမ်းမှာက41.6ပါတယ်နော်အဲတိုက်กว่าသွား20လောက်กว่าနောက်တော့အသားဓာတ်မှာဆိုလို့ရှိရင်လေသူက78.3ညဖွဲလူမှာက78.3ညပါတယ်ဖွဲချမ်းမှာက3.3ပဲပါတ 3.3ပဲပါတယ်အဲအကြောင်းအများကြီးကွာခြားဆိုကျွန်တော်တို့လိုချင်တာကအဲ့ဒီဓာတ်နှစ်ခုပဲအဓိကအာထားပြီးကစားရမှာလीနော်ထားပြီးကစားရမှာဒါပေမဲ့အဲ့ဒီဓာတ်နှစ်ခုမှာကအဲအဲ့ဒီစွမ်းအားတွေကညော့သွားတာပေါ့ဒီဇပကုံဖွဲချမ်းမှာကဇပကုံဖွဲချမ်းရဲ့အဲသဘောတရားကလည်း तू ကအာဖွဲနှူးကိုတိလိษံအစာအနေနဲ့ကျွေးမယ်ဟေ့ဆိုလို့ရှိရင် तू ကဖွဲနှူးဈေးတွေတအားများနေတာဒါပေမဲ့ဈေးတွေကလည်းအစာဈေးတွေကလည်းမတက်ချင်ဘူးဒါကြောင့်မလို့ဒီလိုမျိုးရောနှောရှိတဲ့ပစ္စည်းတွေကိုတုံးကြတယ်ပေါ့ သုံးကြတဲ့အချိန်မှာအဲ့ဒီရောနောရှိနေတဲ့ဖွဲနှုတ်ကိုကျွေးပြီးလို့ရှိရင်တိရစ္ဆာန်တွေမှာလည်းအဲ့စားတဲ့တိရစ္ဆာန်မှာလည်းဗိုက်ပူတာပဲဖတ်တင်တာလေအဲလိုချင်တဲ့အသားတက်တို့အစီတက်တို့ဟာလိုချင်သလောက်တက်လာတာမဟုတ်ဘူးစွမ်းကမရှိဘူးပေါ့ဆိုလိုချင်တာအေးအဲ့လိုမျိုးအရောနောရှိတဲ့ဖွဲနှုတ်တွေနဲ့တွားပြီးသုံးမိတယ်ဆိုရင်တော့ခင်ဗျားတို့စိုက်ထုတ်မှလည်းအပြည့်အစုံရရှိမယ်နော်အဲလိုချင်သလောက်ဟိုထွက်နှုံမှုအပွတ်ထွက်နှုံကတော့ ိုချင်တဲ့တော့ရမှာမဟုတ်ဘူးအဲဖွဲ့နှုတ်ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့အဲမှုလုပ်ငန်းရှင်တော်တော်များများဒီသူကဖွဲ့နှုတ်ကိုသုံးကြတယ်လေနော်ကျွန်တော်တို့ကိုယ်တိုင်လည်းဖွဲ့နှုတ်သုံးတယ်အဲဒါကြောင့်မလို့ဖွဲ့နှုတ်ကိုသုံးတယ်ဆိုရင်တော့ကိုယ့်အကိုဟိုတေရှာဝေဖန်ပိုင်းခြားစီစစ်ပြီးတော့သုံးကြပါလို့ကျွန်တော်ပြောချင်တာဘာဖြစ်လို့ဆိုတော့အပါဝင်တဲ့ဓာတ်တွေကွာခြားမှုတွေဒါအများကြီးနော်အဲအဲ့ဒါလေးပြောချင်တာပါရှင်းသူပါဟုတ်တယ်မဟုတ်လဲဆိုအဆင်ပြေနိုင်မလားတဲ့သူကနော် ။အဲဆိုတော့ဥဆောင်မုံပေါ်တဲ့ AIU တိုင်းကမေးတာလား။လူရင်းမုံရင်ဥဆောင်မုံပေါ်တာကများသောအားဖြင့် AIU တိုင်းမှာပေါ်တာပါ။နော်ဥဆောင်မုံကအစင်မပြေနိုင်ဘူး။ဥဆောင်မုံရဲ့သဘောတရားကရေကိုအစူရက်ကိုစုပ်ထားတာ။အစူရက်ကိုစုပ်ထားတယ်။ကျွန်တော်ဥဆောင်မုံနဲ့ဟိုကောင်ရုံးမို့ဆိုင်ဖူးတယ်။ကောင်ရုံးဘူအဖြူရောင်ကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့အနီရောင်တွေဖြစ်ကောင်းမှုကလီကျင့်ကျင့်ရောင်တွေထွက်အဖြူရောင်ရည်ပြီလေ။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုပြောရဆိုအနံ့လည်း အုံစံမုံတနံဈေးဘွက်မှာတိတ်အစင်မပြေနိုင်ဘူးဘာဖြစ်လဲလို့ပြောရလဲဆိုမှုကသူကမှုအစိုးတပိဒ္ဒါကိုမှုအစိုးတပိဒ္ဒါကိုအချောက်လှမ်းလိုက်30သားပဲကျန်တာ30သားဝင်းကျင်ပဲကျန်တာတခါကျရှစ်ကျက်သားလောက်ပဲကျန်တာအဲ့တော့ဆိုလိုချင်တာကမှုသည်ရည်ဓာတ်က90ခိုင်နှုန်းကမှုထဲမှာပါတယ်ရည်ဓာတ်90ခိုင်နှုန်းသည်မှုထဲမှာပါတယ်เนาะအဲ့တော့ခုနကတော့ ုပ်ယူလို့ရမယ့်ဟာမှန်သမျှသည်သူကမှုတဲ့ကိုစုပ်ယူလာတာအယောင်နေရောအနံ့နေရောအရသာတွေရောအကုန်လုံးစုပ်ယူထားတာဒါကြောင့်မလို့ကျွန်တော်တို့ကမှုစိုက်မယ်ဆိုရင်တော့ပဲရေကိုကျွန်တော်တို့ကတန်ကြီးရေအဲတန်ကြီးတန်ကြီးပါတဲ့ရေတို့နော်နောက်တစ်ခါလုံးဝဟိုဘယ်လိုပြောရမလဲဆိုတော့မတန့်တဲ့ရေနဲ့ပေါ့မတန့်တဲ့ရေနဲ့မစိုက်နဲ့ဆိုတာကဘောနအနံ့တို့အယောင်တို့အရသာတို့ပြောင်းလဲမှုရှိတယ်လीနော်ဒါကြောင့်မလို့လူတောက်သုံးလို့ရတဲ့ ဟိုမြည်ချောင်းရေပေါ့ဗျာဆိုလိုချင်တာအဲ့လိုမျိုးရေတန့်တဲ့ဟာမျိုးနဲ့ပဲစိုက်ခိုင်းတာအဲရေအယောင်ပြောင်းနေတဲ့ဟာတို့နော် နောက်တစ်ခါလုံးဝဟိုဘယ်လိုပြောမလဲဆိုတန်ကြီးရေတို့နော်တန်ကြီးအောင်ပေါက်နေတဲ့ရေတို့အဲ့လိုမျိုးရေတွေနဲ့ဆိုအဆင်မပြေဘူးမိုးကဆုတ်ထားတာဒါရောက်မလို့အခုအုံးဆံမှာလဲအုံးဆံမှုန့်ဆိုတာကရေကိုအဲအဆိုးရက်ကိုများတော့အပြင်သူကဆုတ်ယူထားတာ အဆိုရက်ကိုများသွားပြန်ထုတ်ထားတာပြီးလို့ရှိရင်အဲ့ဒီမှုရဲ့သဘောတရားတွေလည်းသူကအဆိုဟိုမှုရဲ့အထဲမှာရေတက်က90ခန်းလုံးပါအဲ့90ခန်းလုံးပါတာဖြစ်တဲ့အတွက်ခေါင်းတော်အုံးဆောင်မှုကပါဝင်တဲ့အနံ့နေရောအရသာတွေရောအယောင်တွေရောသူကစုပ်ယူမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိုက်ဘူးတယ်လေနော်ကျွန်တော်စိုက်ဘူးတဲ့အတွေ့အကြုံနဲ့ပြောပြတာအုံးဆောင်မှုနဲ့ကောင်းမှုစိုက်လိုက်လို့ရှင်ရင်သူကကောင်းမှု မထွက်ဘူးတော့မဟုတ်ထွက်တယ်နော်ဒါပေမဲ့ခုနကတော့ဒီကြောင်ကြောင်လေးတွေဒီကြောင်ကြောင်လေးတွေနောက်တစ်ခါအဲခုနကအနံ့နေလဲပါနော်အနံ့အုံးစံမဟုတ်အနံ့ပါအဲ့ထဲမှာလေမှုထဲမှာမှုနန်းကျင်တယ်အုံးစံမဟုတ်အနံ့ရနော်ဒါကြောင့်မို့လို့ငွေနှင်းမို့စိုက်ထုတ်လုပ်မယ်ဆိုလို့ရှိရင်တော့အုံးစံမှုနဲ့လုံမရပါဘူးလို့နော်အဲ့ဒါလေးဖြည့်ပေးတာကျေးဇူးတင်ပါတယ်ကိုယ်ကိုယ်သာလွှတ်တာနဲ့လှုပ်တာတဲ့ပရမတ်တစ်ချိန်မှာ ထွက်ပြီးတယ်နဲ့တဝင်းထွက်ပြီးတခါထွက်ပြီးပြီဆိုတာနဲ့သူကမျိုးတွေမရှိတော့ဘူးလေမျိုးကန်းသွားတယ်ပေါ့နော်မျိုးစင်ရလဲပထမပထမဆက်သက်လို့ရှိရင်မျိုးစင်ရလဲကောင်းတယ်တဲ့နော်မျိုးစင်ရလဲကောင်းတယ်အဲ့လိုမေးခွန်းနှစ်ပိုင်းဖြစ်မျိုးစင်ရကောင်းတယ်အပွင့်ထွက်တယ်ဒါပေမဲ့သူကမျိုးတွေကနောက်တဝင်းထွက်ပြီးဆိုတာနဲ့သူကမျိုးကမရှိတော့ဘူးဆိုတော့ကျွန်တော်ထင်တာတော့နှက်စာကိုတေချာမနှက်တာဖြစ်မယ်နော် မိုးဒီတဝက်ပြည့်အဆွေးကိုပဲစားတာမိုးဒီတဝက်ပြည့်အဆွေးကိုစားတာဖြစ်တဲ့တွေ့သူအဲ့င့်စားသုံးတယ်ကျွန်တော်တို့ကတဝက်ပြည့်ဆွေးမြေမှုဖြစ်စဉ်ဖြစ်အောင်ကျွန်တော်တို့ကနှက်တဲ့လုပ်ငန်းစဉ်ကကျွန်တော်တို့လုပ်ပေးရတာနော်အဲ့ဒီလုပ်ငန်းစဉ်ကိုအခုကတော်တော်များများကြော်ချရဘာဆိုလို့ရှိရင်လည်းဒီတိုင်းပဲဒဲလုပ်လိုက်တာပဲအဲအဲ့လိုအဲမိုးဒီတဝက်ပြည့်ဆွေးကိုစားတာလို့ကျွန်တော်တို့သိထားတာဖြစ်တဲ့အတွက်ခုနကကျွန်တော်တို့ကမနက်ဖက်နဲ့လုပ်လိုက်တဲ့အချိန်ကြလို့ရှိရင် ပရမဖြစ်ဖြစ်ဆွဲစာရဲ့အာဟာရတွေရဲ့စွမ်းအားနဲ့သူကမှုမြင်စင်းရတော့ကောင်းလိမ့်မယ်တပွင့်တလေခုနထွက်တယ်ပေါ့နော်ပရမတချင်ထွက်တယ်ပေါ့ဒါနဲ့နောက်တချင်ထပ်မထွက်တော့ဘူးဆိုတာကအထက်မှာမှုဝဆက်မစားနိုင်တဲ့ကုံညာကြီးဖြစ်နေတာမှုဝဆက်မစားနိုင်တဲ့ကုံညာခုနအာဟာရတွေရဲ့စွမ်းအားရှိနေတဲ့ချိန်မှာ तू ကတွန်းတွန်းတိုက်တိုက်နဲ့မှုမြင်ရအထက်မှာအဲပွားနေရမှာလीမှုတွေအထက်မှာမျိုးပွားနေရမှာ အဲ့ဒါကကွနအာဟာရတွေရဲ့စွမ်းအားနဲ့နောက်ကတွန်းအားနဲ့သူကဒီလွှတ်စာကိုလည်းကျွန်တော်ကတဝက်ပြည့်ဆွေးအောင်လုပ်ပေးထားလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာကအဲ့ဒီမျိုးပွားတဲ့ဖြစ်စဉ်ပေါ့နော်မျိုးပွားတဲ့ဖြစ်စဉ်ကသူကလုံနိုင်တယ်ဒါပေမဲ့ကွနနှက်တဲ့လုပ်ငန်းစဉ်မပါဘဲနဲ့ဒီတိုင်းဒဲလုလိုက်တဲ့အချိန်ကြလို့ရှိရင်မူဝဆက်ပြီးတော့အသင့်စားသုံးလို့မရတော့ဘူးမရတာဖြစ်တဲ့အတွက်မှုမြင်တွေရက်တန်သွားမှုမြင်တွေရက်တန်သွားတယ်ဆိုလို့ရှိရင်မူဝလည်းဆက်ထွက်မှာမဟုတ်တော့ဘူး เนาะဒါကြောင့်မလို့ကျွန်တော်သိထားတဲ့အတီတရားတစ်ခုအနေနဲ့ဖြေပေးရတယ်ဆိုရင်တော့ဒီမေးခွန်းကနှက်စာကိုတေချာမနှက်တာเนาะနှက်စာတေချာနှက်တယ်ဆိုတော့အဲ့ပြဿနာမဖြစ်ဘူးအဲနောက်နောက်တစ်ခါကျွန်တော်တို့ကဒီလွှတ်တာတွေဆိုတော့လည်းဒီနှစ်စစာချင်းခွဲတဲ့အစူအစ်စ်ချက်ချွတ်တွေကိုလုံးမယ်ဆိုလို့ရှိရင်ပိုးတော်နှက်တင်လေးကိုကိုလွှတ်တာလဲနှက်ရမှာပဲရောဘတ်လွှတ်တာလဲနှက်ရမှာပဲနှက်လိုက်နှက်တဲ့ချိန်မှာ နှက်စာကောင်းတယ်ဆိုလို့ရှိရင်မိုးကထွက်တယ်မထွက်စရာအကြောင်းမရှိဘူးဟုတ်ပြီနော်အဲ့တော့အဲကျွန်တော်သဘောကတော့နှက်စာကိုတေချာလောက်ပါလို့နော်နှက်စာတေချာလောက်ပေါင်းကိုတေချာနှက်အောင်နှက်ဒါဆိုလို့ရှိရင်မိုးတော့ကမိုးဆိုင်ထုတ်ပြီးထွက်မှာပါနော်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်